ကျွန်တော် hard disk တွေဝယ်ထားတယ် hard disk တွေကကွန်ပျူတာတွေ PS5 တွေမှာတက်မလာတော့ဘယ်လိုကြုံဘူးလဲမလားအဲဆိုရင်ဒီလိုလေးစောင့်ကြည့်လိုက်အားလုံးမင်္ဂလာပါ Play Angel YouTube and Facebook channel တွေကနေကြိုဆိုလိုက်ပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ပုံမှန်အဖြစ် hard disk တွေဝယ်ထားတယ် hard disk တွေကို၃ find ကွန်ပျူတာထဲမှာပဲ find နေမှာထည့်ကျွန်တော် hard disk တွေတည်း find နေထည့်တယ်ဒါပေမဲ့ hard disk တွေကတစ်ခါလေကျရင်မရမ်းတော့ ပေါ်လဲမလာတော့ PSI မှာရောကွန်ပျူတာမှာရောဖြစ်တယ်အဲ့ဒါဆိုရင်သူ့မှာ error နှစ်မျိုးရှိနိုင်တယ်တစ်မျိုးက hardware error နဲ့တစ်မျိုးက software error ကျွန်တော်အခုပြောရမှာတော့ software error hardware error ဆိုရင်တော့ဆိုင်ုံပြကြည့်ပါချိန်လို့ရလား recovery လို့ရလားဒါမှမဟုတ်ပဲနဲ့အခွန်ထိရဆိုအခွန်လဲလို့ရတယ်အဲ့ဒါဆိုတော့ဆိုင်မှာပဲတိကျအောင်မှရမယ် software error ဆိုတော့ကျွန်တော်အခုလုပ်တဲ့ဒီတိုင်လုပ်လို့ရတယ် ဲ့တော့ဘာလဲဆိုတော့ကျွန်တော် this manager အရင်ဆုံးတော့ကြည့်တယ်အဲ့ကောင်ဒီ unallocate တက်ပြပါဘလို့မှလည်းပြန်ပြီး run လို့မရအောင်ဘာမှလည်းလုပ်လို့မရအောင်ကွန်ပျူတာရဲ့ C ဟိုမှာလည်း window မှာလည်းတက်မလာတော့အဲ့ဒါဆိုရင်လုံးဝဒီကောင်ဘာဆက်လုပ်အောင်လဲလေကျွန်တော်တို့လည်းမသိတော့အဲ့ဒါဆိုရင်လုံးလို့ရရင်ဒီကျွန်တော်အခုဥပမာအနေနဲ့ပဲပြမယ်မနှက်ပြန်ကြရင်တော့ကျွန်တော် step by step အခုချင်းဒီပြပြပါမယ် အခုဆိုရင်ကြည့်လိုက်ကျွန်တော် file run နေပြီ file scan ဖတ်နေပြီဒီကောင်းဒီအခုဆိုရင်တို့ remain time ကိုကျင်9နာရီကြောကြတယ်ဘာဖြစ်လို့လဲအဲ့ဒါအားလုံးကျွန်တော် session ပြအောင်မယ်အခုဆိုကျွန်တော် tool ကိုတုံးပြီးမှကျွန်တော်လုံးနေတာ file ရင်းအားလုံးစစ်နေတယ် file ဒီကျွန်တော်ဒီဒီကောင်းဒီ file ဘယ်လောက်ကြီးလဲတွေပါအားလုံးခဏနေရှင်းပြမယ်အဲ့ဒါဘလွေလောက်တာလေပေါ့ဒီကောင်တဲမှာကျွန်တော် hard disk ဒီ fight တဲ့တာပဲအဲ့ဒီထဲမှာ PS5 game မောင်း3 terabyte လောက်ရှိတယ် အဲ့အတွက်ကို fine site ကြီးလေ hard disk site ကြီးလေအချိန်ဒီပို့ကြတယ်ကျွန်တော်ဆက်စပ်နေလုပ်တဲ့အချိန်တော့ဆို73နာရီတောင်ကြာတယ်ကျွန်တော်ညနေခရေကလုံးနေတာအခုအခုမှ9နာရီပဲကျွန်တော်ညနေခရေကလုံးဒီကောင်လုံးနေတဲ့အချိန်အတွင်းမှာကွန်ပျူတာကို fine ကြီးတွေ run လို့မရဘူးခဏလေး AC ထားထားပြရအားကြောင့် assignment မှာတော့ပြရခိုင်းချင်းဟာအခုကိုက software ပဲထိတာ software ပဲထိတာဆိုရင်ကျွန်တော်လုတ်ပြီးလို့ရဒါပေမဲ့အချိန်တစ်ခုယူမယ်ဆိုတာဒါ down chain တစ်ခုယူတာ software ထိရလား hardware ထိရလားဘယ်လိုသိရလဲ software ထိတယ်ဆိုရင်

တော့ဒီလိုဗီဒီယိုကြည့်နေဆိုရင် YouTube နဲ့ Facebook channel တွေကို follow လုပ်သွားပေးကြပါကျေးဇူးများတင်ပါတယ်